မင်္ဂလာမနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုအစည်းထာနာမှာ2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီချိန်တိုက်ထွာရရှိခဲ့တဲ့အနေအဆအပြုချိန်များမှာနေပြည်တော်မှာ16ဒီဂရီဆယ်စီယက်67ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ19ဒီဂရီဆယ်စီယက်66ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ16ဒီဂရီဆယ်စီယက်67ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသဂျိုးတို့မှဖောက်အောင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အောင်မြောက်ပိုင်းနဲ့အလဲပိုင်းတို့မှာတိုင်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ချန်ဘင်္ဂလားပင်လယ်အောက်တို့မှာတိုင်အသင့်အတက်မှတိုင်တူထက်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတိုင်ကင်းဆယ်တလောက်ရှိနေပြီးချန်ဒေသများမှာတိုင်အနှဲငယ်မှတိုင်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းအနှဲငယ်မှလိုင်းအသင့်အတင့်ရှိပါမယ် လိုင်းမြင်မှာမြမကရန်တလျှောက်နေကမ်းလုံပင်လေပြင်တော့မှာ၄ဘေမှ၆ဘေခန့်ရှင်နေပါလေဒီကနေ့ညနေအထိခံမှန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာကွက်ကြားမိုးအနှဲငယ်ရွာနေပါလေရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာအများအပြားတာယာပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ် မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိုင်အသင့်အတင်ဖြစ်တော်မှာမယ်နေပြည်တော်နဲ့နေတဝအတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးပုံချိန်မှာ30ဒီဂရီဆက်စစ်ရဲ့86ဒီဂရီဖာနင်ဟတ်ရှိနေပါတယ်ရှန်ကုန်မြို့နယ်နေတဝအတွက် ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်အထင်အထင်ဖြစ်တော့မှာမယ်အမြင့်ဆုံးပုံချိန်မှာ32 degree celsius ရဲ့60 degree fahrenheit ရှိနေပါတယ်မန္တလေးမြို့နယ်ဒီတစ်ဝက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးပုံချိန်မှာ30 degree celsius ရဲ့86 degree fahrenheit ရှိနေပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးအနည်းငယ်ရွာနေပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ။